Hello good morning ma ဒီနေ့က Cambodia မှာ day 1ပေါ့เนาะအဲစစောလေးကို Angkor Wat ကိုသွားဖို့လုပ်ထားပါတယ် Sunrise တော့မနက်မထနိုင်လို့သွားမကြည့်ဖြစ်တော့ဘူးအဲအခုကတော့9နာရီလောက်ရှိပြီတော့ဒီနေ့ကတော့ကိုတုတ်တုတ်နဲ့ပဲလဲဖို့စဉ်းစားထားတယ်ပေါ့เนาะအဲ့တော့တုတ်တုတ်တမားကို7နာရီကြာရင်ခေါ်ထားတယ်လူကြီးရဲ့ပါတော့အခါကျတော့အစိုးကြီးသူတို့အသိမထနိုင်ကြတော့7နာရီမှာပဲသွားလဲမှာဖြစ်ပါတယ် အင်္ဂဝတ်ကိုသွားမလဲခင်မှာဟိုတယ်မှာ breakfast ကလည်းပါပြီးသားဆိုတော့ breakfast အရင်စားလိုက်ပါသေးတယ်။ breakfast menu လေးတွေကိုလည်းကြည့်လို့ရအောင်ဗီဒီယိုလေးထဲမှာထည့်ပြီးတော့ရိုက်ပေးထားပါတယ်။သူရဲ့ menu လေးတွေကတော့တိတ်မဆိုးဘူးစုံပါတယ်ပေါ့နော်။ဒါပေမဲ့လည်းထုံးစံအတိုင်းကိုယ့်ရဲ့ taste နဲ့ကမ္ဘောဒီးယားရဲ့အရသာအရင်ကြီးမကိုက်တော့ထုံးစံအတိုင်းပေါ့တယ်လို့ပဲခန်းစားရပါတယ်။ ့မှကွစ်တီယိုလိုမျိုးခောက်ဆွဲလေးရှိရဲအဲ့ဒါလည်းနည်းနည်းပေါ့တယ်စားလို့သိမကောင်းဘူးအိုမလတ်ကတော့သူတို့ကြော်မှလုပ်ပေးတယ်ပေါ့နော်အဲ့ဒါလေးကတော့စားကောင်းပါတယ်နက်စာစားပြီးသွားတဲ့အခါကျတော့ကိုဒီနေ့ကတုတ်တုတ်ကလေးနဲ့လဲမှာဖြစ်ပါတယ်။တနည်းကုံစားတုတ်တုတ်ငားထားပါတယ်။ဒီနေ့တော့လဲမဲ့တိုးလေးကိုတော့သူတို့က small socket တိုးလို့ခေါ်ပါတယ်။ အရင်ဆုံးကတော့လေဒီအန်ကာဝတ်ဘုရားကျောင်းတော်ကြီးကိုအထဲဝင်ဖို့အတွက်ဝင်ဖို့လက်မှတ်မောရသေးတာမို့လို့တတုတ်သမားလေးတွေကိုဒီအန်ကာဝတ်ကလက်မှတ်ဝယ်တဲ့နေရာကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ သူ့ရဲ့လက်မှတ်ကအလိုမျိုး1 day pass 3 day pass 7 day pass ဆိုပြီးတော့ဈေးလဲကွာတယ်ပေါ့နော်တရက်သေးဆိုရင်တော့ 37US dollar ပေးရတော့သူကဈေးတော့နည်းနည်းများတဲ့ထဲမှာပါတယ်လက်မှတ်ဝယ်မယ်ဆိုရင်သူက ID photo လေးရိုက်တယ်ပြီးတော့မှကိုယ့်ရဲ့ ID photo လေးနဲ့ကက်ကလေးထုတ်ပေးတယ်ပေါ့နော်အဲ့တော့တချို့နေရာလေးတွေမှာဒီ ID photo နဲ့ကက်ကလေးတွေကိုသူတို့တောင်းကြည့်တတ်ပါတယ်ပေါ့နော် လက်မှတ်ဝယ်ပြီးရဲ့အခါကျတော့ပေါ့နော်ကိုကလေဒီကမ်ဘောဒီးယားရဲ့ခမာရိုးရဝစ်ဆောင်ကိုလည်းဝစ်ချင်တာဆိုတော့တော်တော်သမားလေးတွေကိုပဲမေးလိုက်တော့သူတို့ကကိုကိုဒီဇိုင်းလေးခေါ်လာပြတယ် location လေးကိုတော့ကိုနောက်မှ share ပြီးတော့ description မှာထည့်ပေးမယ်ပေါ့နော်ဒီကမ်ဘောဒီးယားရဲ့ရိုးရဝစ်ဆောင်ကလေဒီရိုးရရဲ့ရိုးရဝစ်ဆောင်နဲ့လည်းတော်တော်လေးဆင်တူတယ်ပေါ့နော်ရွေးချယ်စရာကလေ3မျိုးရှိတယ်သူကအဲ10ဒေါ်လာစပြီးတော့ ဒေါ်လာ30ကျော်အထိအဲဝစ်စုံနေရမျိုးစုံရှိရကိုဝစ်တာအလဲလက်ကလေးပေါ့နော်15 US ဒေါ်လာပေးရတယ်တနေကုန်စားပေါ့နော်ဒါကတော့လေပြီးတော့အဲ့လိုဝစ်စုံငါလို့ရှင်သူကအဲ့လိုလက်ကောက်လေးတွေပြီးွားလို့ရှင်အဲ့လိုကျိုးလေးတွေကိုပါတယ်ပေါ့နော်ဒါပေမဲ့စပင်နဲ့မိတ်ကပ်ထပ်လုပ်ချင်တယ်ဆိုလို့ရှင်နော်ပတ်စံပို့ပေးရတယ်ပေါ့နော်အစကတော့ကိုစပင်လုံးမလို့ပဲစပင်က3ဒေါ်လာပဲပို့ပေးရတာဒါပေမဲ့နောက်ကျတော့အဲ့လိုစတော်ဝီးထုံးရတာကိုတိတ်သဘောမကျတာနဲ့စပင်တော့မလုပ်ဖြစ်ခဲ့ပါဘူး ကြုံလေးကလှတော့လှပေမဲ့ပေါ့နော်အထဲမှာသူတို့ကတော်တော်ကြက်ကြက်ဝစ်ပေးထားတာပေါ့နော်ခါကိုလုံးဝကုန်းလို့တောင်မရဘူးနောက်ပြီးရဲ့အခါကျတော့ပေါ့နော်ကိုပေါ်မှာလည်းပင့်နေအများကြီးစိုက်ထားပြီးတော့ထိုးပြီးတော့ဝစ်ထားရတာပေါ့လေတော်တော်တော့တတောင်တတသိမရှိလောက်ပေါ့လေကဲတုတ်တုတ်နဲ့ခီးဆက်ပြီးတော့အန်ကဝက်ဖျားကြောင်းတော်ရေကိုတော်လည်နေပါပြီဘယ်ချန်နယ်မှာတော့မဟုတ်ဘူး တော်တော်သမားလေးတွေကကိုရီကိုအရှိတ်ခိတ်ကနေပြီးတော့ခြာပြီးခဲ့တယ်ပေါ့နော်အဝမှာသူတို့လက်မှတ်လေးတွေပါလေးတွေစစ်တယ်ပေါ့နော်ရှေးဘက်ခိတ်မှာသူကအမှန်တကယ်တော့လေရေကန်ကြီးနှစ်ခုရှိတာပေါ့နော်အဲရေကန်ကြီးကိုကြော်ပြီးွားတော့မှအထဲကဖះကြောင်ဆောင်ကြီးကိုရောက်มาဖြစ်ပါတယ် ဒီအန်ကဝတ်ဖရာကျောင်းတော်ကြီးက17ရာစုအစောပိုင်းကစပြီးတော့တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အခုဆိုလို့ရှိရင်တော့နှစ်ပေါင်း900ကျော်တက်တန်းကြာနေပြီဖြစ်ပါတယ်။ဒီစဆောက်တုန်းကတော့ဒီပေါ့နော်ဟိန္ဒူဖရာကျောင်းနေနဲ့စတင်ဆောက်ခဲ့ပြီးတော့17ရာစုအစောပိုင်းမှာကဗုဒ္ဓဘာသာဖရာကျောင်းအဖြစ်ပြောင်းလဲခဲ့တယ်ဆိုပြီးတော့ဒီ history တွေထဲမှာကိုဖတ်ခဲ့ရပါတယ်။ ုံမှန်ဆိုရင်တော့ဒီအန်ကဝတ်ဖះเจ้าတော်ကြီးကိုမနှက်စောဤထပြီးတော့ဒီနေထွက်တာကိုလာကြည့်ကြတာကသူတို့ကြားထဲမှာခက်စားတယ်ပေါ့နော်။သူကမနှက်9နာရီဖွင့်တော့နေထွက်တာမနှက်9နာရီကြီး9နာရီမှာအန်ကဝတ်ထဲဝင်လဲတယ်ဆိုရင်တော့ရာသီဥတုကနည်းနည်းအေးတယ်ပေါ့နော်။ကိုကဒီအင်ဂျီတွေသွားဝဲရတာရယ်လက်မှတ်ဝဲရတာရယ်နဲ့ပေါင်းတော့ဒီကိုရောက်တဲ့ချိန်က17နာရီလောက်ဖြစ်သွားတော့တအားပူနေပြီပေါ့နော်။ ီမှာပကံလိုပဲတအားကိုပူတာနေတော့တော်တော်ပူတယ်ဒီလိုလာလို့ရှိရင်တော့ ठी လေးပါလေတခြားလေးယူလာမှာပေါ့เนาะအမေ traditional ဒီလိုမျိုးဝတ်စုံဝင်လို့ရှိလို့ရှိရင်တော့သူက ठी ကလေးရတယ်ပေါ့လေအဲ့တော့ ठी လေးစောင်းရင်တော့နည်းနည်းနေရှိတာတတ်တာလိုက်မယ်အဲကြောင့်တို့ကမနက်ပိုင်း sunrise လာလဲကြတာလို့ထင်တာပဲ န်ကဝတ်ကသူက UNESCO ရဲ့ World Heritage အဖြစ်1992ခုနှစ်မှာစတင်ပြီးတော့သတ်မှတ်ခံရတယ်လို့လည်းဖတ်ရတယ်ပေါ့နော်။နောက်ပြီးဒီအန်ကဝတ်ဖရာကျောင်းတော်ကြီးကအရန်ကိုကျဲတယ်။သူကဒီအပြင်ဘက်လျှောက်လန်းကသာဒီအပြည့်ပတ်မယ်ဆိုလို့ရှိရင်3နာရီလောက်တောင်အချိန်ကြာနိုင်တယ်လို့လည်းရေးထားတာတွေတွေ့ခဲ့ရပါတယ်။ နောက်တစ်ခုကတော့ဒီထဲကိုလဲရတာလေလက်လျှောက်ရတာတွေများတယ်အထဲမှောင်ဆိုလို့ရှိရင်အခုလိုမျိုးလေကားတွေလည်းများတယ်တချို့နေရာတွေကကြတော့လေအရက်နည်းနည်းရှိလို့ရှိရင်ငုံပြီးသွားရတာမျိုးတွေလည်းရှိရပေါ့နော်လေကားတွေတော်တော်လေးများတဲ့အခါကျတော့ဖက်နက်ကလည်းကောက်ကောက်လေးဝတ်ထားမှနည်းနည်းလေးအဆင်ပြေတယ်နောက်ပြီးတော့ဒီ traditional ဝတ်စုံဝတ်တယ်ဆိုလို့ရှိလို့ရှိရင်လည်းပေါ့နော်အဲပုံမှန်ဝတ်စုံတွေလောက်လွတ်လွတ်လပ်လပ်မရှိတဲ့အခါကျတော့ပေါ့နော်ကိုကတော့မနှိုင်းပြောရရင်တော့လေဒီဝတ်စုံကိုဝတ်ပြီးတော့တနေ့ကုန်လဲဖို့တော့ ော့အားမပေးပါဘူး။နောက်ပြီးတော့ဒီဖရာကျောင်းဆောင်ရဲ့အတွင်းမှာဖရာဆင်းတို့တော့အသေးလေးတွေကိုလည်းတွေ့ခဲ့ရတယ်။တောင်ပြီးတော့ဒီပေါ်တော့အန်ကဝတ်ဖရာကျောင်းတော်ကြီးကဗုဒ္ဓဘာသာဖရာကျောင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်အတွင်းကိုဝယ်မယ်ဆိုရင်တော့လုံလုံချွန်ချွန်ဝစ်စားရမယ်လို့လည်းအဝမှာရေးထားတာမို့လို့ပခုံးနှစ်ဖက်နဲ့ဒူးနှစ်ဖက်အုပ်တဲ့ဝစ်စားလေးတွေကိုတော့ဝစ်စားလာမှသာထဲဝင်လို့ရမှာပါ။ ဒါပေမဲ့ထူးခြားတာကတော့ဗောနော်သူတို့ရဲ့ traditional ရိုးရာဝတ်စုံကပခုံးတချမ်းမအုပ်ပေမဲ့သူတို့ဝတ်စုံမှုလို့လားမသိဘူးအထဲကိုဒီပုံစံနဲ့တော့ပြီးဝင်ပါတယ်မဆိုရင်မြန်မာလိုရေးထားတဲ့အစာတွေကိုလည်းတွေ့ခဲ့ရတယ်ပေါ့နော်။ဥလက္ခဏာတဲ့ ဒီလိုအပေါ်ကိုတက်ကြည့်လို့ရတဲ့နေရာလေးလည်းရှိတယ်ပေါ့နော်နိဗ္ဗာန်နန်းဆိုလားပဲပေါ့သူတို့ခေါ်တာအပေါ်ဘက်ကနေရာပေါ့နော်လေကားကျဉ်းကျဉ်းလေးတွေနဲ့ခဲရခဲစစ်တက်ရလို့နိဗ္ဗာန်လို့ပဲရောက်ရခတ်တဲ့နေရာပေါ့နော်ကိုကတော့ဒီဝစ်စုံဟင်းနဲ့ဘလို့မှအဆင်မပြေတာကြောင့်အပေါ်ကိုတော့တက်မကြည့်ခဲ့ပါဘူး ဒါကတော့အန်ကတ်ဝတ်ရဲ့မြေပုံလေးပေါ့နော်ကိုရီကိုတုတ်တုတ်က East Gate ဆိုပြီးရေကန်နှကန်ရှိတဲ့နေရာမှာခြားသွားတာပေါ့နော်အဲ့ရနေကိုတော့အမှန်တိုင်းပြောရင်တဲ့တဲ့ဝင်လာပြီးတော့ West Gate ဆိုတဲ့နောက်ဆုံးမှာသူတို့ကစောင့်နေမယ်လို့ပြောတာပေါ့နော် အစကကိုလမ်းပြောင်းနေလို့ဒီမှာမြေပုံလေးတွေးလို့မြေပုံကြည့်နေတာပါ ကယ်တော့လေခုလိုမျိုးလမ်းညွန်ဆိုင်ပုတ်လေးလည်းရှိတော့လေလမ်းအမှန်တိုင်းပြောရရင်တော့ပျောက်ဖို့တော့အကြောင်းမရှိဘူးပေါ့နော်ကိုကတော့တပ်ပုံလေးရိုက်ပြီးမျက်စိရှမ်းသွားလို့နေလိမ့်မယ်ကဲပြန်ပါပြီခြေနေကိုလည်းကြည့်တော့ရက်တောင်တွေလည်းထုတ်ပြီးရက်ခဲရရေတောက်ရထီဆောင်ရမျက်မှန်တက်ရနေပြောင်းဆန်နေတာပဲအားကိုပူတာပဲ အန်ကဝက်ကိုလည်းပြီးရမ်းပူသွားတာနဲ့ဒီရိုးရဝစ်စုံကြီးကိုဘလို့မှမဝက်နိုင်တော့လို့ကိုပြန်ပြီးအင်ဂျီပြန်လဲလိုက်ပါသေးတယ်အင်ဂျီပြန်လဲပြီးတဲ့တော့မှဒီကိုရဲ့ကြံနေတဲ့ small circuit တိုးလေးကိုဆက်လဲပါအောင်မယ်အဲ့တော့နောက်ဗီဒီယိုလေးမှာ small circuit တိုးကဘယ်နေရာလေးတွေတောက်လဲလဲဆိုတာကိုလိုက်ကြည့်ပေးကြပါအောင်ရှင်ခုတော့တတပါ